နိုင်ငံတော်သမရဤတော်စု သမရမြန်မာနိုင်ငံတော်ရဲ့ဆွဲ2013ခုနှစ်ဧပြီလ9ရက်အကြောင်းအရာအစ္စလာမ်ဘာသာဝင်များအပေါ်အကြမ်းဖက်ဆော်ကားနေမှုများအားထိရောက်စွာကင်တွယ်ဖြေရှင်းပေးရန်သမရကြီးခမညာအမိမြန်မာနိုင်ငံတွင်ငြိမ်းချမ်းစွာနေထိုင်လက်ရှိကြသောမြန်မာမွတ်စလင်များသည့်အကြမ်းဖက်ဆော်ကားမှုများကြောင့် အသက်အန္တရာယ်များနဲ့ရင်ဆိုင်နေကြရပါသည်ဘာသာရေးအကြောင်းပြကနိုင်ငံရေးအများထုတ်ရန်အကြမ်းဖက်မှုများကိုဥပဒေမဲ့စနစ်တကျဖန်တီးလောက်ဆောင်နေခြင်းအားထိရောက်စွာဂိုင်းတွယ်ဖြေရှင်းပေးခဲ့ခြင်းမရှိသောကြောင့်ယခုကဲ့သို့သော အခြေအနေများပုံမဆိုးရွားလာခဲ့ခြင်းဖြစ်သည်ဟုကျွန်တို့မှယူဆပါသည်ကျွန်တို့သည်အကြောင်းအမျိုးမျိုးကြောင့်အမေမြန်မာပြည်နှင့်ဝေးလံသည့်အမေရိကန်ပြည်ထောင်စု ဖို့ဝိုင်းမျိုးတွေရောက်ရှိနေကြတော့လေမြန်မာနိုင်ငံအတွင်းနေထိုင်လည်းရှိတော့မြန်မာမွတ်စလင်မြိုက်အရေးကိစ္စသည်ကျွန်ုပ်တို့ဤအရေးကိစ္စဖြစ်သည် အမေမြန်မာပြည်အရေးကိစ္စသည်လေကျွန်ုပ်တို့ဤအရေးကိစ္စဖြစ်သည်ဟုခံယူထားကြသူများဖြစ်ပါသည်မြန်မာမွတ်စလင်များသည်ရှေးနေပေါင်းများစွာကတည်းကအမေမြန်မာနိုင်ငံတွင်ငြိမ်းချမ်းစွာနေထိုင်လာခဲ့ကြတော့လေခွဲခြားဆက်ဆံမှုများ ပြည်နေထုတ်ဆွဲမှုများကိုပါစဉ်မြေဆက်တုံ့တွဲခံစားကြရသည် အစ္စလမ်ဘာသာဝင် များအပေါ်1982ခု နိုင်ငံသားဥပဒေကဲ့သို့သောတရားမျှတမှုမရှိသည့်ဥပဒေများဖြင့်ခွဲခြားမှုများပြုလုပ်ခြင်းနိုင်ငံသားသားများဖြင့်စွပ်စွဲခြင်းမြန်မာမွတ်စလင်မြိုက်သမိုင်းကြောင်းအားထိန်ချန်ထားခြင်းနဲ့ဘုရားဘာသာဝင်များအကြလူမျိုးရေးဘာသာရေးအစွန်းရောက်ဝါဒများ ဘာသာပြန်မှုများပြုလုပ်ခြင်းတို့ကြောင့်အစ္စလာမ်ဘာသာဝင်များအပေါ်အမုန်းကွာမှုများရှင်းတာကြီးထွားလာခဲ့ခြင်းဖြစ်သည်2012ခုနှစ်ဇွန်လမှစတင်ဖြစ်ပွားခဲ့သောဂိုဟင်ဂျာရခိုင်ပြည်ပကကြီးဆိုးကြောကြောင့်ဘာသာရေးအဓိကရုံးများမြန်မာပြည်အနှံ့ပြန့်ပွားကူးဆက်လာမည်ကိုပြည်သူအများမှစိုးရိမ်ခဲ့ကြသည်ဘာသာရေးအမုန်းပွားစီမြင့်လက်ခံစာဆောင်များဖော်ပြချက်များ ဝါဒပြမှုများအားမျိုးပြများပေါ်တွင်ထဲထဲပေါ်ပေါ်လှုပ်ဆောင်လာခဲ့ပါသည်ထို့ကြောင့်ပြည်တွင်ပြည်ပအဖွဲ့အစည်းများသည်အတိကယုံများမဖြစ်ပွားစေရန်အတွက်တားဆီးမှုများပြုလုပ်ရာတိုက်တွန်းနှိုးဆော်နေခဲ့ကြပါသည်ထို့သောမိတ်တီလာမျိုးတွင်မတ်လ20ရက်နေ့မှစတင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်မြန်မာမွတ်စလင်ထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဘဝသို့ရောက်ရှိကြရသည်ဘလီဝ ောင်းတော်များစာတင်ကျောင်းများနေအိမ်များနှင့်စီးပွားရေးလုပ်ငန်းဈေးဆိုင်များအားလည်းဖျက်ဆီးခြင်းခံကြရသည်အချို့သောမြန်မာမွတ်စလင်များမှလည်းအဆက်ပင်ရှုံးရှုံးခဲ့ကြရသည်သမရာကြီးအနေဖြင့်ဖြေရောက်စွာကင်တွယ်သွားပြီဖြောင်းထုတ်ပြန်ကြေညာခဲ့ပြီး လုံလုံလင်းသာတင်းကြွစွာတူးချဲ့ခဲ့စီကိုကြိုဆိုပါသည်သို့သောသမဏကြီးအနေဖြင့်ပုံမူစိုးလင်စွာကင်တွယ်ခဲ့လင်ဤကဲ့သို့သောအကြီးတန်းသည့်ဖြစ်ရများပေါ်ပေါ်လာခဲ့မည်မဟုတ်သောရိုးသားပွင့်လင်းစွာသုံးကမိပါသည်မြန်မာမွတ်စလင်များအပေါ်ပြုလုပ်နေသည့်အကြမ်းဖက်မှုများသည့်မြန်မာနိုင်ငံတွင်ဘာသာရေးလူမျိုးရေးပြည်내မှုများရှိနေပြီး နိုင်ငံတော်အစိုးရမှဥပဒေအရအကာအကွယ်ပေးဖို့လက်ဟင်းနေကြောင်းပေါ်လွင်စေသည့်သက်သေလက္ခဏာများဖြစ်ပါသည်အကြမ်းဖက်မှုများသည်အချို့သောဗုဒ္ဓဘာသာအစိုးရဒုစရိုက်သမားများနှင့်နိုင်ငံရေးသမားများ၏နိုင်ငံရေးလက်ကွက်ဖြစ်တော်လဲအပြင်းမဲ့ပြည်သူအစ္စလာမ်ဘာသာဝင်များဒဇာကံဖြစ်ရပါသည်ထို့ကြောင့်ကျွန်ုပ်တို့အနေဖြင့်အကြမ်းဖက်မှုများဖြစ်ပွားစေရန်အတွက်လှုံ့ဆော်ကြသူများနှင့် အကျန်းဖက်သမားများထီရောက်စွာဖော်ထုတ်အရေးယူရန်နှင့်စုံစမ်းစစ်ဆေးရတွင်တရားများတရား၍ဖွင့်လင်းမြင်သာမှုရှိစေရန်နှင့်အကျန်းဖက်မှုများကြောင့်ဒုက္ခရောက်နေရသူများအတွက်ကုညီမှုမှပြုလုပ်ရာတွင်ကန့်သချုပ်ဆယ်မှုများအားဖယ်ရှားပေးရန်ဟုတ်အကျန်းဖက်သမားများ၏လက်ချက်ကြောင့်ဖြစ်စီဆုံးရှုံးရသောကိုယ်အိမ်အဆောက်အဦများ ာတင်เจ้าများဗိုလ်လီဝုဒ်เจ้าတော်များအများဆုံးပြန်လည်တည်ဆောက်ပြုပြင်ခွင့်ပြုရနဲ့နိုင်ငံတော်အစိုးရမှထောက်ပံ့ကူညီမှုပေးရန်လေဒီမိုကရေစီနှိမ့်ချသည့်ယခုကဲ့သို့သော အကြံဖဲမှုများအားဆက်လက်ဖြစ်ပေါ်မှုရှိစေရေးအတွက်ဥပဒေကြောင့်ရအမကချက်များပေးရန်တောင်းဆိုအပ်ပါသည်။လေးသွားစွာဖြင့်ဦးအယုခန်းဦးခုစိန်ဆရာအစ္စရာဟင်ဆော့မော်လဝီဂျလာလ်ဦးအေမင်း 无有受，无加行。